မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Sally Global Channel ကနေ November 18ရက်နေ့အတွင်းနောက်ဆုံးရနုပညာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်အကြောင်းရင်းတစ်ခုကြောင့်လက်ထပ်ပြီးမကြခင်မှာကွန်ရှင်ပြီးကိုယ်ဤပြန်နေကြပါလားဆိုပြီးလူပြောများနေတဲ့ဟိဝိယံနဲ့ဆိုပြီးတစဉ်တည်းမင်္ဂလာညစာစာပွဲမှာဟိဝိယံရဲ့အချင်အဝိုင်းစုကိုဆွတ်ဆွတ်ခုံသွားစီမဲ့စကားတစ်ခုကိုစင်ပေါ်မှာပြောခဲ့နေဆိုပြီးတစဉ်တည်း ချန်တာလာပါရီဆိုရင်ဝမုံရွှေကိုအိမ်လေးတစ်လုံးပဲကင်ပြီးပညာပြသွားတဲ့မိမြင့်မို့တဲ့။ဟိမွေရရင်ဟန်ဆောင်ကောင်းမွန်ကိုအခုလိုလူလဲကောင်မှချပြုံးလာတဲ့ချောထောင်းတို့တဲ့။မိမယူပြီးနောက်ပုန်းကန်ပြောင်းလဲသွားမယ်လို့ဘီရင်ဆရာကဟောလာတဲ့အတွက်မျက်ရည်ဖြန်ဖြန်ကျနေရှာတဲ့ဟိမွေရရင်မိခင်တဲ့မဲဖြစ်ပါရဲ့ရှင်။မိမယူပြီးနောက်ပုန်းကန်ပြောင်းလဲသွားမယ်လို့ဘီရင်ဆရာကဟောလာတဲ့အတွက်မျက်ရည်ဖြန်ဖြန်ကျနေရှာတဲ့ဟိမွေရရင်မိခင် နမကြီးပြည်ရင်ဆရာတယောက်ကဟေးဝရန်ရဲ့ဘဝဟာမိမယူပီနာမှာအရှမ်းကိုတစ်စချိုးပြောင်းလဲသွားမယ်လို့ဟောလိုက်တဲ့တင်ဟာအင်တာနက်ပေါ်မှာ ရှမ်းကိုရေးပန်းဆလုပ်နေပါတယ်။ဒီတင်ကိုဟေးဝရန်နဲ့နီးစပ်တဲ့တာဝိုင်းစီကနေတီတူချခဲ့ရတာဖြစ်ပြီးပရိသတ်ကလည်းစိတ်ဝင်စားလုပ်နေတာပါ။ဟေးဝရန်ရဲ့အမေကြီးကတော့ငကိုတွေကဖုံးကန့်အနေအမြင့်နဲ့ပတ်သက်တဲ့အရာတွေကိုစိတ်ဝင်စားသူဖြစ်တဲ့အတွက်ပို့ပြီးတော့စိတ်တော်ကရောက်နေတယ်လို့သိရပါတယ်။ ဒါပြင်ဟိဝင်ရန်ကမွေးကလေးကထူးခြားတဲ့နက်ခတ်နဲ့မွေးလာတယ်လို့လည်းသူ့အမေကထုတ်ပြောခဲ့ပူပါတယ်။ပြောကြတဲ့အရာဟိဝင်ရန်ကိုကိုဝင်ဆောင်ကလေးကထူးခြားတဲ့အိမ်မက်နဲ့နမိတ်ပုံလေးမြင်ခဲ့ရပြီးသူရဲ့တန်းဟာမြင့်မြတ်တဲ့ဘဝကနေရှောင်းလာတယ်။အိမ်ကိုစီးပွားပြီးမဲ့ကလေးဖြစ်ကြောင်းသိခဲ့ရပါတယ်။မွေးလာတော့လည်းခန္ဓာကိုယ်ရဲ့တနေရာမှာထင်ရှားတဲ့အမတ်ကြီးပါလာပြီးအရန်ကိုလိမ်မာရင်ကျေးတဲ့ကလေးဖြစ်ကြီးပြင်းခဲ့ပါတယ်။ အင်းရဲ့စီးပွားရေးကလည်းတဟုန်တိုးတိုးတက်ခဲ့ပြီးငယ်စဉ်ကလေးကကျမကြီးနဲ့ပတ်သက်လာလေလေပုံမွေးတလုံးစောက်ရှောက်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီကလေးကအင်းရဲ့ယုံကြည်ရင်းဆွဲရှိတဲ့နှက်စရာကဟိဝရံလိုကလေးမျိုးဟာမိမရှူလို့မဖြစ်ကြောင်းဖုံးကန်ကြီးရက်တန့်သွားနိုင်ကြောင်းအတိတ်ကောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေဟိဝရံရဲ့အမေကသူ့သားနဲ့တွေ့သမျှမိန်းကလေးတွေအကုန်လုံးကိုလိုက်ဖြတ်စီခဲ့ပြီးမိမထမိန်နဲ့ထိမဲ့ကိစ္စတွေအကုန်လုံးကိုတားဆီးခဲ့ပါတယ်။ ဟိမ်ဝင်ရန်အရွှင်ရောက်လာလို့နမဲကြီးဆိုတော့ရင်မင်းသမီးတွေနဲ့ထိတွေ့တော့နေမရရအောင်လိုက်တားခဲ့ပါတယ်ဒါပေမဲ့ခုချိန်မှာသူသားအသက်35နှစ်ရှောင်းလာပြီဖြစ်တဲ့အတွက်ငငယ်တုန်းကလိုလိုက်အုပ်လို့မရတော့ပဲမိမယူဖို့ကိစ္စကိုအာတန်နေပါပဲတစ်ဖက်မှာလည်းယူမဲ့မိမကနေမရေးချရှိတဲ့စွပြည့်သစင်းဖြစ်တဲ့အတွက်ရှင်နာနာနဲ့ပဲသဘောတူလာရတာဖြစ်ပါတယ်ဒါပေမဲ့လည်းသူတို့လူကြီးမိဘနှစ်အောင်လုံးကတော့ဟိမ့်ဝင်ရဲ့မိမရသွားပြီးမှတခုခုဖြစ်မှာကိုစိုးရိမ်နေတော့မှာပဲ မမြတ်တဲ့ယာနေဆိုတာတကယ်ရှိပြီးမိမတယောက်ရဲ့အနီးကပ်နေခြင်းကဟိဝီယံရဲ့ဖုံးကန်တဲ့အသက်ရှင်မှုကိုအနောက်ဆက်ဖြစ်နေစေမလားဆိုတာလည်းတွေးပုံနေကြပါတယ်။ဒါပေမဲ့ဒီကိစ္စကိုဟိဝီယံတို့မင်္ဂလာညစာစာပွဲမှာဟိဝီယံရဲ့အချင်းဟောင်းဝိုင်းစုကိုဆွေးဆွေးခုံသွားစေမယ့်စကားတခုကိုစင်ပေါ်မှာပြောခဲ့တဲ့ဆိုပေတဲ့စိမ့် ဆိုဖီယက်တဆင်ကတော့အောင်နိုင်သူတယောက်အနေနဲ့သူမရဲ့မင်္ဂလာခန်းနာမှာဝိုင်းစုခံသေးကြရင် စင်ပေါ်မှာကလိကလိနဲ့တနှုံနှုတ်ခန်းစားကဆွေဆွေခုံသွားစေမယ့်စကားတခုကိုဟင်းဝီယံကိုပြောလိုက်ပါပြီ။ဒါကြောင့်လည်းပြည်သက်တီကြားမှာလူပြောများနေပါတယ်။ဆိုပြတဲ့စင်ဟာဟင်းဝီရံနဲ့သူမရဲ့မင်္ဂလာဆောင်၆ပွဲတွေကနောက်ဆုံးမင်္ဂလာညစာစာပွဲခန်းနာမှာဝိုင်းစုကြရင်မခန့်ချင်းဖြစ်စေမယ့်စကားကိုပြောခဲ့တာပါ ဟိဝင်းရဲ့နေစုပ်ပြည့်တစင်တို့ရဲ့မင်္ဂလာညစာစာပွဲကိုတော့အခမ်းပွဲပြီးနောက်တနေ့ညနေဘက်မှာပြုလုပ်ခဲ့တာပါဆိုပြတဲ့စင်းနဲ့ဟိဝိယံတို့ရဲ့ညစာစာပေါ်ရလေမင်္ဂလာပွဲကြီးတပွဲလာတတော်လေးခမ်းနားတော့ကိုတွေ့ခင်ရပါတယ် မင်္ဂလာဝတ်တင်နာအတွင်အခမ်းအနားပြင်ဆင်ကိုလည်းဟိဝရင်ကိုရိုင်းစိတ်တိုင်းကြပြင်ဆင်ထားတာပါဟိဝရင်ရဲ့စုပိတစဉ်ရဲ့မင်္ဂလာဝတ်တင်ခန္ဓာကိုယ်တော့အမှုပညာလောကသားတွေတော်တော်များများတက်ရောက်လာတာကိုတွေ့ခဲ့ရပါတယ်အထူးသဖြင့်မင်္ဂလာဧကပွဲအခမ်းအနားမှာမတွေ့ခင်ရတဲ့တင်ယောက်ဆောင်မင်းသားနီတို့နဲ့စနေတဲ့ပရီဇင်တာကုစုတီစတဲ့သူတွေကိုလည်းတွေ့ခင်ရတာပါ မင်္ဂလာညစာစားပွဲအခမ်းအနားမှာတော့တထူသားဟင်းဝီရဲနဲ့တထူသမီးစုပြည့်တဲ့စင်ကိုအနောက်တိုင်းဆက်ဆံမင်္ဂလာဝတ်စုံတွေနဲ့ပေါ်ပါခမ်းနားစွာမြင်တွေ့ခင်ရတာပါအထူးသဖြင့်တတို့သမီးစုပြည့်သင်းဟာမင်္ဂလာဝတ်စုံနှစုံဝေခင်ရာဖြစ်ကပထမဝတ်စုံမှာတော့ပထမများနဲ့စိန်လေးစွေနောက်ဝတ်စုံမှာတော့သိန်းလေးတောင်းကျော်ရန်တန်မိုးကြီးများပြည့်ရကိုဆင်မြန်းထားတော့ကိုတွေ့ရပါတယ်တတို့သမီးလေးစုပြည့်သင်းဟာမင်္ဂလာညစာစားပွဲခမ်းနားမှာတော့တတော်လေးကိုစိတ်တည်ရှိရှိနဲ့လှနေတာကိုမြင်တွေ့ခင်ရတာပါ ။ဒါပြင်စင်မြင့်ပေါ်မှာတတူတာဟိဝိယံပေါ်မှာသူမရဲ့ရှင်လွင်းစကားတွေကိုပြောခဲ့တာဖြစ်ပါတယ်။စုပြည့်တစင်ရဲ့စကားတွေဟာတချိန်ကဟိဝိယံရဲ့ချစ်သူဟာဝိုင်းစုခိုင်းတဲ့အတွက်တော့ဆွေဆွေကုန်ကလိကလိဖြစ်စေရပါ။ဆိုပြတဲ့စင်ကဟိမွေရဟာသူမနဲ့ချစ်ချိုက်နေတဲ့6နှစ်တာကာလအတွင်းအသေးကွဲအောင်ဝမ်းနည်းအောင်တစ်ခါမှမလုပ်ဘူးဘူးပဲပျော်ရွှင်အောင်ထားပေးခဲ့တယ်လို့ဆိုပါတယ် ဒါပြင်တယောက်တည်းကိုချစ်ကတယောက်တည်းကိုလက်ထက်ခွင့်ရခြင်းနဲ့သူမဆန္ဒကိုဖြစ်စီကသူမကိုမြတ်တနူးနဲ့လက်ထက်ပေးလို့ချိတ်ဆုထင်ပါတယ်ဆိုပြီးစုပြည့်တစင်ကပြောခဲ့တာဖြစ်ပါတယ်။ဟင်းဝီယန်ကလည်းသူဟာစုပြည့်တစင်ကိုနှလုံးသားထဲကမြတ်မြတ်နူးနူးချစ်လို့လေလက်ထက်ခဲ့တာဖြစ်ကြောင်းစုပြည့်တစင်ကိုတသက်လုံးသားရပျော်ရွှင်စိတ်ချမ်းသာအောင်ထားပါမယ်လို့ကတိပေးပြောကြားလာတာဖြစ်ပါတယ်။ပရိသတ်တွေအတွက်တော့သူတို့မျိုးရဲ့ချစ်ချင်မှု romantic ဆန်တဲ့ဇာတ်ရည်ကတကယ့်ကိုကြည်နူစရာပါ ဒါပေမဲ့လည်းအတိတ်တချိန်မှာတော့ဟင်းဝီရန်ကိုရုံမက်ကပုံအပ်ခဲ့ပြီးမယ်အသေးတွေကွဲချီခဲ့ရတဲ့ဝိုင်းစုအတွက်တော့စောနာကစကလုံးတွေဟာမချုပ်ပြုံပြုံပြီးရည်ကျင်းစရာဖြစ်နေမှာအမှန်ပါပဲဝိုင်းစုကန်တေဟာဟင်းဝီရန်ကိုချက်ကဘဝတစ်ခုလုံးပုံအပ်ခဲ့ပြီးမယ်စုပြည့်တစင်တို့တမ်းမူထားကလက်ထက်ချင်းမခံခဲ့ရတာပါဒါကြောင့်ဟင်းဝင်ရနဲ့ပတ်သက်ပြီးစုပြည့်တစင်ရဲ့စကားတွေကသူမအတွက်တော့ရှိစရာလိုလိုနှာကျင်စရာလိုလိုဖြစ်နေမှသိကြပါပဲ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝိုင်းစုနဲ့ရုံးကလက်မထက်ခင်ရပြီးမြစုပြည့်တစင်ကိုမျက်နှိုးတံမှုထားစွာလက်ထက်ခဲ့တဲ့ဟင်ဝီယံပေါ်မှာမိမိတို့အမြင်ကိုပြောသွန်းကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။ လာပါနေဆိုရင်ဝုံမုံရွှေကိုအိတ်လေးတစ်လုံးပဲကင်ပြီးပညာပြသွားရင်မင်းမြင်မို့စုပ်ပြည့်တစင်ရဲ့မင်္ဂလာပွဲကိုမင်းသမီးတွေအပြိုင်ဆိုင်ဝတ်ပြီးပွဲထွက်လာချိန်မှာမင်းမြင်မို့ကတော့ရွံ့ရွံ့လေးပဲနေပြီးတပွဲလုံးကိုပညာပြသွားခဲ့ပြီဖြစ်ပါတယ်လူများစုကမင်းသမီးတွေပွဲတက်ကြပြီဆိုတော့နဲ့တထေးကတော်ကြီးဖြစ်တဲ့ဝုံမုံရွှေကြီးဘာဝစ်ထားလဲဤချောဖို့ဘာဝစ်ထားလဲဆိုတာကိုပြေးပြီးကြည့်ကြပေးမယ်တကယ်တမ်းဒိတ်တိတ်ကြဲကြီးတွေအားလုံးကိုကြော်တက်သွားသူကတော့မင်းမြင့်မို့ဖြစ်ပါတယ် ကကကသူဝင်လာတဲ့ကြောက်စိမ့်ဆွဲချိုးကြီးကိုလူမြောင်ပြပင်တပ်ပုံပေါင်း6000လောက်ရိုက်ခံနေပင်ဤချောပူကလည်းတတို့သမီးထက်ဝင့်ထည်နေအောင်သူ့ရဲ့ယတနာတွေကိုထုတ်ပြလို့နေချိန်မှာမင်းမြမုတ်ကတော့အေးအေးဆေးဆေးလေးသာနေခဲ့ပါတယ်။ရေရိုးရှင်းရှင်းအဝါနှုတ်ရောင်ဝတ်စုံလေးနဲ့လက်ဝတ်ယတနာတွေကိုပယုံလေးဝတ်ထားတဲ့မင်းမြမုတ်ကင်ထားတဲ့အင်ဟာဆိုရင်ဒေါ်လာထောင်ချီတန်ကြီးရှိပါတယ်။အထူးကြအားဖြင့်အစင်မဟုတ်တဲ့ quality A မျိုးစားကတော့ဒေါ်လာ1900ကျော်တန်ကြီးရှိပြီ အစစ်ဆုံးရင်ဒေါ်လာတောင်းချီပေါက်ဈေးဝင်ပါတယ်။မြန်မာငွေနဲ့တွက်လိုက်ရင်ဒီဘက်ဆိုင်ရင်တလုံးတဲနေနေတိန်း80နီးပါးကနေတိန်း100ကျော်နိုင်ပါတယ်။ပို့ပြီးထူးခြားတာက မင်းမြင့်မော်ဟာသူခိုင်ထားတဲ့အိမ်နဲ့ပတ်သက်ပြီးတကိုးရွှေရတပြပြလုံမနေပင်။ဟင်းဝင်ရဲ့ဟန်ဆောင်ကောင်းမွန်ကိုအခုလိုလူလဲကောင်းမှာခြပြောလာတဲ့ကြောထောင်းမင်္ဂလာပါပရိသတ်များရှင် ငယ်စဉ်ဆုံးတွဲကအခုလိုမျိုးလူမြင်ကွင်းမှာခြားပြနေတဲ့ပုံစံတွေတန်းနောက်ကွင်းမှာတခြားပုံစံတမျိုးနဲ့ဖြတ်တန်းနေကြရတယ်ဆိုတော့ကိုသိကြရင်လားအဲဒီကိစ္စကိုတော့လူပြိုကြီးကြော်တန်းအောင်က အခုလိုမျိုးဖော်ကောင်လုပ်သွားခဲ့ပါပြီ၆နှစ်ကျော်လုံးလုံးဖုံးကွယ်လာခဲ့တဲ့ပုံရိပ်တစ်ခုကိုအခုလိုမျိုးလူသိရှင်ကြလူကြတဲ့ချပြခံလိုက်ရတော့ငင်းစင်ဆုံးတွဲရဲ့စိတ်ထဲမှာတော့ဘယ်လိုမျိုးဖြစ်သွားမလဲမသိပေမယ့်ပြိတ္တိကတော့လုံးဝကိုအံ့ဩသွားခဲ့ကြပါသေးတယ်။ ထမဆုံးအနေနဲ့မင်္ဂလာဆောင်တင်နာပွဲမှာဟိဝင်ရတရားမိုက်ကြီးကင်ပြီးရှင်တွင်းခန်းစားချက်တွေကိုပြောနေစမှာဘာပြောလို့ပြောရမှန်းမသိဖြစ်နေတာကိုပြည်သက်တို့တတိထားမိကြလားနော်သူများ ਈ ဆိုရင်တော့ခုလိုမျိုးကိုချစ်သူကုံဇနီးမယားတယောက်ဖြစ်ပိုင်ဆိုင်ရတော့မယ့်အချိန်မျိုးမှာအယံကိုပျော်ရွှင်နေတတ်ကြပြီးပြောစရာစကားတွေတောင်မကုန်တလောက်ပါဒါပေမဲ့ဟိဝင်ရကတော့အဲ့ဒီလိုဟုတ်မနေခဲ့ပါဘူးအဲ့ဒါနဲ့ပတ်သက်လို့လူပြောများနေတာလည်းအမှန်ပါ ဒါပေမဲ့ကြောထအောင်ချပြပြောဆုံလာခဲ့တဲ့အတွင်ရေးတစ်ခုကြောင့်လူတွေအားလုံးရဲ့ဒုလောဒုလောကရက်တွေကအခုတော့ပြန်လည်ငြိမ်သက်သွားခဲ့ပါပြီ။ဟေဝီယန်ကလူတွေအများကြီးရဲ့ရှင်နေစုပြည့်ရှင်မှနေထိုင်ဖို့ပြောဆိုဆက်ဆံဖို့ချင်းကွဲပြားနေတာပါ။လူရီရှိမှာတော့တီတီတနက်ပုံစံမျိုးနဲ့မာနအနေငယ်ကြီးသလိုနေတတ်ပေမယ့်စုပြစ်ရှိမှာဆိုရင်တော့အလိုလိုအရှောင်ပြောင်းသွားကြောင်ပြောပြလာတာပါတကယ်ကိုတိမ်မွေးပြီးသူ့ရဲ့တခင်မတယောက်ကိုဆက်ဆက်နေပုံစံမျိုးနဲ့အနုစိတ်တိမ်တိမ်မွေးမွေးလေးပြောဆိုရတာပါ ကျောက်ထောက်ကိုရိုင်းအောင်အံ့ဩခဲ့ရတဲ့ထိပါပဲတယ်။ဒါကြောင့်မို့ဟိဝင်ရဟာစုပြည့်ရှိကိုရောက်တာနဲ့တိမ်မွေ့ပြီးရှက်တက်တဲ့ပုံစံလေးဖြစ်သွားတာကြောင့်လူရီရဲ့အမြင်မှာတော့စုပြည့်ကပဲတွတ်ပင်စုပြည့်ကပဲရူနေတယ်။ပိုချစ်နေတယ်လို့ထင်မိမိတကယ်တော့ဟိဝင်ရကအချစ်လွန်ပြီးခန်းစားချက်ကိုထုတ်မပြပဲရှက်နေတယ်လို့ဖြေရတာပါ။ ဒါကြောင့်လေမင်္ဂလာပွဲမှာစကားပြောခင်ဟာစင်ကရှက်လွန်းလို့ဖြစ်နေတာတကြောင်အရန်ကိုပျော်ရွှင်လွန်းလို့ငိုချင်တဲ့စိတ်ကိုထိန်းနေရတာကတကြောင်နေမို့ပြောစရာစကားတွေကထွက်မလာတဲ့လိုမျိုးဖြစ်ခဲ့ရတာပါဝမ်းသာလုံးဆိုပြီးငိုချင်တဲ့စိတ်ကိုရှိပြီးတော့ပဲဖျောက်ပြစ်နေတာအားလုံးလည်းမြင်ပါပါဒါကြောင့်မို့ကြောထန်းကိုပြောခဲ့တယ်လို့ပဲကိုငယ်ရဲ့ချစ်တွေကရှင်နေမှာပြေးရှိနေတာကြောင့်စင်စင်ကတော့ကံအကောင်းဆုံးအမျိုးသမီးလေးဖြစ်ခွင့်ရမှာအမှန်ပါပဲပြည်သူများရှင် Thank you. အကြောင်းရင်းတစ်ခုကြောင့်လက်ထပ်ပြီးမကြခင်မှာကွာရှင်ပြီးကိုရင်ပြန်နေကြပါလားဆိုပြီးလူပြောများနေတဲ့ဟဲဝင်ရန်နဲ့ဆိုပြတဲ့စိန်ပူပူနွဲ့နွဲ့လက်ထပ်ထားပြီးမေးကွာရှင်လိုက်ပါတော့လားကိုရင်ကိုပြန်နေကြပါလားဆိုပြီးလူပြောများနေတာကဟဲဝင်ရန်နဲ့ဆိုပြတဲ့စိန်မှာဒီလိုလူပြောများနေတာကလည်းမီဒီယာတွေရှိမှကင်မရာတွေရှိမှတားနေသမီးကိုအပြိုင်ဆိုင်နှမျောနေကြတဲ့နှစ်ဖက်သောမိဘတွေအကြောင်းလို့ဆိုရမှာပါ အားလုံးတည်ကြတဲ့တိုင်းစုပြည့်သစင်တဲ့ဟင်းဝီရန်တို့ဟာမင်္ဂလာ၆ပွဲဆောင်ကလက်ထပ်လိုက်ကြပြီဖြစ်ပါတယ်။စုပြည့်သစင်ဟာဒီမတိုင်ခင်ကတော့မိခင်မပိုင်ဘဲမှမတော်တတ်တဲ့ရိုးသားတဲ့ဘိုင်းကောင်းကြောက်ပြီလေးပါ။အချမ်းတပမာလေးဟိဝိယဟာမမပိုင်းလေးဖြစ်ကမိခင်ကစားဆိုစားသွားဆိုသွားလာဆိုလာနေဆိုနေတားလိမ်မာလေးဖြစ်ပါတယ်။ ဒီလိုမိဘကိုတိတက်လိမ်မာတဲ့သူနေအောင်မင်္ဂလာဆောင်ကတိုးတိမ်ထူထောင်တော့မယ်ဆိုတော့ဟိဝရဲ့အမေဒေါ်ဆန်းဆန်းဝင်းနဲ့စိုးပြေတစင်အမေဒေါ်မလာခင်တို့ကတော့အပြိုင်ဆိုင်ဝမ်းနေနေကြတော့တာပါ အထူးသဖြင့်နမဲကြီးနုပညာရှင်တွေရဲ့မိခင်နေမှုလို့လေမီဒီယာတွေကမိုက်တကားကနေမိလိုက်ဟင်ဝင်ရံမီကသူ့သားလေးနဲ့မခွင်နိုင်ကြောင်းသားလေးကလိမ်မာနေဆိုပြီးဝန်းနေလိုက်ဒီဘက်မှာလည်းအမဲတူတူသွားအတူတူလာနေတဲ့သမီးလေးကအနားမှမရှိတော့ဝန်းနေကြောင်းပြောလိုက်နေတကယ်ကိုပြန်ဆိုင်ဝန်းနေနေကြတာပါ ဒါကြောင့်လေလူတွေကဒီလောက်တောင်သားနေသမီးကိုဝမ်းနေနေကြရင်လေမင်္ဂလာဆောင်ပြီးအတူတူမနေခိုင်းမယ်ကိုရင်ကိုသာပြန်ခေါ်ထားလိုက်ကြပါလားမဟုတ်လေခြံဝိုင်းတဝိုင်းဝဲကအတူတူဆုနေကြဖို့အကြံပေးနေကြတာဖြစ်ပါတယ်